ကိုသားကြီးနဲ့ပတ်သက်ပြီးတော့လည်းအတန်ရှင်ရှင်ပြီးတော့ပြောရလဲမဟုတ်ပြီးတော့ကိုသားကြီးအကြောင်းမပါရင်မဖြစ်တတ်ဘူးဆိုတော့လူတွေလည်းကျွန်တော်ပြောချင်တယ်ပြီးတော့အခုဒီပစိုးကိစ္စမှာလည်းကိုသားကြီးကိုချစ်တယ်မိသားစုကနေပြီးတော့ဒီပစိုးလှုပ်ချင်တယ်ဆိုတဲ့ဟာတခုကိုကိုသားကြီးနဲ့ပတ်သက်တဲ့အမားတို့ဘာလို့မမိုးတို့ဘာလို့အကုန်လုံးဟိုကျွန်တော်ပြတ်သွားခွင့်တောင်းပြီးတော့မှဒီဟာလေးကိုလှုပ်ပေးတာသူတို့ကအဲ့အမျက်ထဲကနေကျွန်တော်ပါစနစ်ပေးမယ်ဆိုတဲ့ဟာတော့ကျွန်တော်အဲ့ပါစနစ်ကိုကျွန်တော်ယူလည်းမယူချင်ဘူးယူဖို့စီစဉ်လည်းမရှိဘူးအမားကကျွန်တော်ကိုအကုန်အကုန်နဲ့ပတ်သက်တဲ့ authority အပြစ်ပေးထားတယ်အကုန်လုံးပေးထားတာ ဒီစီးသီးရုံးမှာ register လောက်တာအစပါเนาะဒါဇွမ်းနဲ့ဝင်တဲ့ပတ်သက်ပြီးဘလို့ဘလို့ဇွမ်းနဲ့ဝင်နေမယ်ခံပြီးတော့ဒီလိုလောက်ပါတယ်ဆိုတဲ့ဟာကိုဒါအဲ့ဒီပုံမှာလဲကျွန်တော်ဘယ်တော့မှလုဆောင်မှာမဟုတ်ဘူးဗျအာအဲ့ရတဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာလေဒီကိုသားကြီးပစိုးကအခုဆိုရင်ဒီလက်လီလက်ကားအကုန်ဖျက်နေပြီပေါ့နော်တွေ့တဲ့သူရောင်းနေရပြီအဲ့ကျွန်တော်တခုပြောချင်တာဒီဥစ္စာကလေကျွန်တော်က အဲ့ဒီကိုသားကြီးကိုတကယ်ချစ်တဲ့မိသားစုကလှုပ်တဲ့ဟာကိုကျွန်တော်ကဒီကိုသားကြီးအဲ့ပုံဒီဇိုင်းရောဟိုဒီလှုပ်ဖို့ဟာကိုကျွန်တော်တာဝန်ယူပြီးတော့ကျွန်တော်နာမည်ခံပြီးတာပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ရှေ့ထွက်ပြီးတာပေါ့ဗျာအဲသူတို့ကကျွန်တော်ကိုဘယ်လိုပြောလဲဆိုတော့ဒီရောင်းရတဲ့အမျက်ထဲကနေပြီးတော့ဒီ10%လာပါလို့ပြေးမယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကအခုဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်လှုပ်ရှားတာမဟုတ်ဘူးကျွန်တော်ကိုသားကြီးနဲ့ပတ်သက်ပြီးတော့လည်း အတန်ရှိရှိပြီးတော့ပြောရလဲမဟုတ်ပြီးတော့ကိုသားကြီးအကြောင်းမပါရင်မဖြစ်တဲ့ဘူးဆိုတဲ့လူတွေကိုလည်းကျွန်တော်ပြောချင်တယ်ပြောချင်တယ်ဆိုတာလေမေတ္တာရက်ခံတာပါကျွန်တော်အဲ့လိုမျိုးမဟုတ်ပါဘူးဗျပြီးတော့ကိုသားကြီးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဘာမှမလုပ်စားဘူးပြီးတော့အခုဒီပစိုးကိစ္စမှာလည်းအဲ့ဒီကိုသားကြီးကိုချစ်တယ်မိသားစုကနေပြီးတော့ဒီပစိုးလှုပ်ချင်တယ်ဆိုတဲ့ဟာတခုကိုကိုသားကြီးနဲ့ပတ်သက်တဲ့အမားတို့ဘာလို့မမိုးတို့ဘာလို့အကုန်လုံးဟိုကျွန်တော်ပြတ်သွားခွင့်တောင်းပြီးတော့မှဒီဟာလေးကိုလုပ်ပေးတာသူတို့ကအဲ့အမြတ်ထဲကနေကျွန်တော်ပါစနစ်ပေးမယ်ဆိုတဲ့ဟာတော့ကျွန်တော်အဲ့ပါစနစ်ကိုကျွန်တော်ယူလဲမယူခြင်းဘူး ယူဖို့စီစဉ်လည်းမရှိဘူးဘာလို့လဲဆိုတော့ဒီ register လုပ်ဖို့အတွက်စီရင်စစ်ယုံသွားတာတော့ကျွန်တော်ကျွန်တော်စိတ်နဲ့ကျွန်တော်သွားကျွန်တော်ထမင်းကျွန်တော်စားပြီးသွားတာဒါကျွန်တော်မှန်သောစကားကျွန်တော်စကားကျွန်တော်တောင်းယူတယ်နော်အဲ့ရှေ့တွေနဲ့တော်တွေ့တဲ့ဟာတွေပါရအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံလဲမလို့စားဘူးပြီးတော့ဒီပစိုးကိစ္စမှာလည်းကျွန်တော်အရင်လည်းမပါသလိုတပြားတစ်ချက်မှာလည်းအမျက်ကြီးပါမဟုတ်ပါဆန်တကြီးပါလည်းမဟုတ်ဘူးအဲအဲ့အရာကိုကျွန်တော်အဓိကပြောချင်တာပါပြီးတော့ကျွန်တော်ဝိုင်းပြီးတော့အဲ့ဒီ ိုတိုင်းပစိုးနဲ့ပတ်သက်ပြီးတော့ကွာဒီကောင်လှုပ်ရှားတယ်ကွာဆိုတော့ဟာမျိုးတွေလည်းကျွန်တော်အဲ့လိုမဟုတ်ပါဘူးဗျကျွန်တော်လှုပ်လည်းမလှုပ်ရှားပါဘူးဒီကနေ့ပတ်သက်ပြီးတော့လည်းကျွန်တော်တခါတည်းစိတ်ရှင်းအောင်ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ဗျအခက်ခဲတီကတော့ဒီ license မကြမချင်းပါနော်အဲ့အားလေး license မကြမချင်းဒီစင်းစစ်ရုံကိုသွားပြရတာခါလေးပေါ့အဲ့အားလုံးကလည်းကျွန်တော်ကျွန်တော်သိတဲ့ကြော်သွားတာကျွန်တော်တစ်ပြေကြော်စားတာဒါကျွန်တော်စကားကြော်တာဝန်ယူတယ်ပြီးတော့ကျွန်တော်လှုပ်လည်းမလှုပ်ရှားဘူးပြီးတော့နောက်တစ်ခုကဟိုဒီကနေ့ပတ်သက်ပြီးအကျိုးမြတ်လဲကျွန်တော်ဘာမှမပြောလို့ဘူးသူတို့ပေးမဲ့ဆိုလဲကျွန်တော်မကြည့်ဘူး ဒါမှန်တော့တကားပါယူဖို့စီစီလည်းမရှိဘူးဝေးအိမ် page ကိုဆက်သွယ်လို့ရတယ်နော်ဒီမှာကိုတိုင်းမစိုးနေနော်ဒီမှာအဲလက်လိလက်ကအကုန်ဟိုဖြတ်နေပြီအခုလည်းနေတွေပေးနေပြီဗျအဲ့တဲ့ဟောက်လည်းတို့လမ်းပြီးတော့ပြောတဲ့ခါမှာလည်းကောက်ပါတယ်ဝမ်းသာပါတယ်တို့ပစိုးစစ်ပုံနေပါရဲ့အဲ့တော့ကျွန်တော်တို့ page ဟောက်ပဲကျွန်တော်ပြန် share ပေးလိုက်တာပဲရှိတယ်အဲကျွန်တော်အနေနဲ့ဒီမှာပါဝင်ပတ်သက်ခြင်းလည်းမရှိဘူးဝင်ဆွတ်ဖက်ခြင်းလည်းမရှိဘူးကျွန်တော်လည်းနားမလဲဘူးဒါကျွန်တော်မှန်တော့တကားပါကျွန်တော်ကဒီကိုတိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်သူ image တွေတစ်ခုအတွက်ကျွန်တော်နံပါတ်ခံပေးတယ်ပေါ့နော်အဲ့လိုပဲပြောပါဘောအဲ့လိုပဲလုပ်ပေး design လုပ်ပေးတယ်ဒါပါပဲဟုတ်ဟုတ်သူသူပြိတ္တတွေအဓိကသူပြိတ္တတွေအာဒီဒွေးလုံကြီးဆိုတဲ့ဟာလေးတစ်ခုကိုသူပုံလေးနဲ့တက်တက်ပတ်ပတ်လေးတင်းကြည့်တဲ့လူတွေတင်းရအောင်ဆိုတော့အဲ့လိုစန္ဒာနဲ့ပြီးတော့ဒီလှုပ်ချင်တဲ့လူကလည်းအဲ့လိုစန္ဒာလေးနဲ့ကျွန်တော်လာပြောတဲ့ခါကျတော့ကျွန်တော်ကဒီဘက်မှာသူပတ်သက်ပတ်သက်ကြောင့်ဗီဇာစုနဲ့လမ်းပြောပြပြီးတော့ လို့တဲ့ခါကျအားလုံးဆင်ပြီးတဲ့ခါကျကျွန်တော်ဒီရှစ်ထွက်ပြီးတော့လည်းမခံမိတာတခုပါပဲကျွန်တော်ဒီကနေ့ပတ်သက်ပြီးတော့ဟိုဘာမှ attention လည်းမရှိဘူးဘာမှဒီ personality ကြီးလည်းမရှိဘူးကျွန်တော်အဲ့ဒါလေးအဓိကပြောချင်တာပါကျွန်တော်အဓိကအဓိကကျွန်တော်ဟိုအဲ့လိုပေါ့တခုခုဆိုရင်ကိုတိုင်းနဲ့ပတ်သက်ပြီးတော့မပိုင်မပြောတတ်တော့ဘူးလားဒါကကိုတိုင်းကကျွန်တော် group လေ Tara group ပဲဟိုသူ့ကိုကျွန်တော်အများနဲ့သတိရတယ်အများနဲ့ကျွန်တော်ချစ်တယ်အဲ့တဲ့ဟာလေးကိုကျွန်တော် attention ယူပြီးပြောချင်လည်းမဟုတ်ဘူးပြီးတော့ဒီဟာလေးမှာကျွန်တော်ဟိုတချို့ အမြင်လေးတွေနည်းနည်းမျက်စိစပုံလေးစူတာလေးရှိရလေအဲ့တဲ့ဟာလေးကိုကျွန်တော်ဒီကနေပြီးတော့မြစ်တရက်ခံပြီးတော့ကျွန်တော်အဓိကရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ဒီအောင်လဲကျွန်တော်အာထပ် ပြီးတော့လည်းမရှင်းကျင်တော့ဘူးဒီပစိုးကိစ္စနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့လည်းမပြောကျင်တော့ဘူးကျွန်တော်ဒီအောင်ကိုဒါဒီပါပဲကျွန်တော်အပြီးတက်ခြင်းနဲ့အဲ့ဒါကျွန်တော်တခါတည်းပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာအခုလဲဒီပစိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဟိုဘယ်လောက်ထိလဲဆိုတော့ကျွန်တော်ပုံလေးတွေပဲကျွန်တော်တို့တင်တဲ့ပုံလေးတွေပဲကျွန်တော်ကြည့်ထားတာအပြင်မှာ အပြင်ပါတော့ကျွန်တော်တထဲမှာတော့မယူသေးဘူးမယူသေးဆိုတော့သူလာဖို့ပဲဆိုတဲ့ခါတော့ကျွန်တော်အပြင်သွားတယ်ခီးထွက်နေတာလည်းအိမ်မှာမရှိတာနဲ့အကြောင်းမျိုးကြောင့်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကျွန်တော်ကျွန်တော်တထဲတော့ကျွန်တော်မရသေးဘူးမရသေးဆိုတော့လိုချင်လို့ပြောတာမဟုတ်ဘူးဒါပြောပြတာအာသူပုံလေးကြီးရတော့အဆင်ပြေတယ်ကျွန်내ချိုးချုပ်သားတွေလည်းအကုန်လုံးအဆင်ပြေပါလိမ့်မယ်ဗျသူဒီတစ်တင်လောက်ပတ်တဲ့ဈေးတစ်ခုနဲ့တော့လူရန်အာလူမျိုးမရွေးပေါ့နော်လူမျိုးမရပါသားမရွေးအဲလူရန်စီမရွေးဝင်နိုင်တဲ့အရာလေးတစ်ခုအမတ်တရနေနဲ့ဝင်နိုင်တဲ့တစ်ခုလေးတော့ဖြစ်မှာပါ ဲ့အတွက်ဟာကိုလည်းသူတို့အကောင်းဆုံးလှုပ်ထားလိုက်မယ်လို့ယုံကြည်ပါတယ်ဒီကိုတိုင်း image ကိုသူတို့ဒီခေါင်းစဉ်တက်ထားတဲ့အတွက်ကြောင့်လို့ဟုတ်ဒါတော့ကျွန်တော်ဆိုရင်တကူနဲ့ကစီစံပုံစုနေတော့ကျွန်တော်ဘာလို့လို့တော့ပြောကြတာပဲလေဒါအဲ့အဲ့ပြောတဲ့ပုံမှာလည်းကျွန်တော်စိတ်မဆိုးပါဘူးကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ဘက်ကနေပြီးတော့တက်နိုင်တာနဲ့ပို့ပြီးတော့ဒီကိုတိုင်း image ဖြစ်တော့ကြောင့်လို့အဲ့ပို့ပြီးတော့စူးစမ်းအလေးထားပြီးတော့ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်ဟုတ်အဲပထမတော့ကတော့ အများကြီးတိုက်ခိုက်တဲ့ခါကျတော့လေကျွန်တော်အဲ့လိုစိတ်တွေတော့ဖြစ်ပြီးပြီးတော့နောက်တစ်ခုကဟိုကိုသားရွေးချင်တဲ့ပြိတ္တတွေအတွက်လေးဆိုတဲ့ဟာလေးတစ်ခုပါကျွန်တော်ပြောရင်ဗျာကျွန်တော်လှူစားခြင်းကျွန်တော်အကျိုးမြတ်လို့ခြင်းကျွန်တော်အများကြီးလှူစားလို့ရတဲ့ဟာအများကြီးပါဘောပေါ့တော့ကျွန်တော်ဘာတစ်ခုမှမလှူစားခဲ့ပါဘူးဟိုကျွန်တော်ကကျွန်တော်အမတ်တရအနေနဲ့ကိုသားကြီးနဲ့ပတ်သက်တဲ့ဟာလေးတွေတင်တာရှိရဒါဆိုကိုသားကြီးနဲ့ဘယ်တော့ကဘယ်ကမှဝတ်ခဲ့တာအဲ့လိုလေးရှိရပဲရှိရဒါပေမဲ့အဲ့ဥစ္စာကိုထပ်ပြီးတော့အာဒီကလှူစားခြင်းလို့ဆိုတဲ့ဟာမျိုးတော့ကျွန်တော်ကစိတ်ကူးလည်းမရှိပါဘူးတော့ကျွန်တော်က ဒီရေဘေးတော့ကလည်းလုတ်ခဲ့တယ်ဆိုတာကျွန်တော်ဒီဖြစ်တဲ့ဖြစ်တိုက်တယ်လို့ထင်တဲ့အခါကိုကျွန်တော်လုတ်တင်လုတ်လိုက်တဲ့ထင်လို့ကျွန်တော်လုတ်လိုက်တဲ့သဘောပါပြီးကိုတိုင်းတော့လည်းအခုသူပြုတ်သေးရင်လို့ဖြစ်စေချင်လို့လုတ်လိုက်တဲ့သဘောပါပဲကျွန်တော်တော့ဟိုကျွန်တော်ကဘာအတန်ရှင်မှမရှိပါဘူးဘာမှလည်းအဲကျွန်တော်ရယူလိုစိတ်တစ်ခုနဲ့ကျွန်တော်လုတ်ခဲ့တာလည်းမဟုတ်ပါဘူးတီးခတ်နိုင်တယ်ဆိုတာထင်လို့ပါလူပဲဗျာပုရုษံပဲတော့တီးခတ်နိုင်တဲ့အတိုင်းဒါတော့ရှိတာပါတော့ဒါမဲ့လည်းပြောမယ်ဆိုတော့ကိုအသက်အရွယ်ရတဲ့ အရေးထူလာပြီလို့ပြောတာအရေးထူအောင်လဲကိုယ့်အနေနဲ့ကိုနေနေတယ်လို့ပြောပါတော့เนาะအဲ့လိုလေးပဲပြောချင်ပါတယ်ဟုတ်အမကကျွန်တော်ကိုအကုန်အကုန်နဲ့ပတ်သက်တဲ့ authority အပြစ်ပေးထားတာအကုန်လုံးပေးထားတာအဲ့ဟာဒီကျွန်တော်ဒီခုဒီစည်းစည်းရုံးမှာ register လုပ်တာစပါတော့ဒါဇွမ်းနဲ့ဝင်နေပတ်သက်ပြီးဘလို့ဘလို့ဇွမ်းနဲ့ဝင်နေမဲ့ကံပြီးတော့ဒီလိုလုပ်ပါရဲဆိုတဲ့ဟာကိုဒါအဲ့ဒီပုံမှာလဲကျွန်တော်ဘယ်တော့မှလုပ်စားမှာမဟုတ်ဘူးဗျအာကျွန်တော်ဘာလို့လို့လဲဟိုကျွန်တော်ကိုယ်တိုင် image ticket ကိုလုပ်မှာမဟုတ်ဘူးကျွန်တော်အဲ့ဒီတစ်ခုကိုတော့ကျွန်တော်စကားကျွန်တော်တာဝန်ယူပြောပြစီ မမိုးကကျွန်တော် authority အဖြစ်ပြီးထားဆိုမဲ့ကျွန်တော် ကိုသားယူတံမိုးထားရပါဘောနော်တကယ်လည်းတံမိုးထားတကယ်လည်းချစ်တယ်ကျွန်တော်တကယ်ချစ်တဲ့လူတံမိုးထားရတဲ့သူဆိုတော့ကျွန်တော်ကဘယ်တော့မှကျွန်တော်ကြောက်ချိခိုက်ပါတဲ့နင်းလာပါဆိုတဲ့ရွေးချယ်မျိုးကျွန်တော်ဘယ်တော့မှမရှိပါဘူးဗျဒါကျွန်တော်အမြဲတမ်းတံမိုးထားပြီးကျွန်တော်တကယ်ကိုချစ်လို့ကျွန်တော်အဲ့လိုလိုတက်တက်မမလေးကျွန်တော်စိတ်ထဲမှာကျွန်တော်ရှင်ထဲမှာတီဆောက်ထားတာပါဟုတ်ဆိုးလေးခွန်လာရေးဆိုအမလည်းသဘောကျတယ်အာသူနဲ့ contact ပေးရသေးဘူးသူသဘောကျမှာပါဟုတ် ဘာလို့လဲသူလည်းတိမှာပဲလေဒီကနေ့ပတ်သက်ပြီးတော့တွားရတာရတော့တိရ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 ဆိုတော့ तू तू ကိုတော့ပြောပြတာဗောသူပြောပြလို့လဲ तू ဒီ authority အားလုံးကျွန်တော်လွှဲပေးတာကြာပြီလွှဲပေးတာကကြားလာပြီကိုတိုင်းအခုလို့ဖြစ်ပြီးကစလောက်တည်းကလွှဲပေးတာဒါမဲ့လဲကျွန်တော်ကဘယ်လိုခေါ်မလဲဒီအားလေးလောက်တဲ့ခါကျတော့ဒါကြစီးပွားရေးဖြစ်သွားပြီလေဒီစီးပွားရေးမှာ तू ဒီဘက်လုတ်တက်ပြီးသားစုကလည်းကျွန်တော်ဘယ်လောက်ပတ်စနစ်ပေးမယ်ဆိုတော့ဟာလေကာကရှင်ကတော့သိရမှာပေါ့နော်ဒါကတော့ကျွန်တော်ဘယ်လိုပဲ authority ပေးတာပေးတာဟိုကျွန်တော်လုတ်ချင်တယ်လုတ်လို့မရဘူးလေအဲ့တဲ့ဟာလေးကိုကျွန်တော်ကဟိုပြောမယ်ဆို respect ထားတဲ့အနေနဲ့အကုန်လုံးကျွန်တော်လမ်းပြပြပါတယ်ကျွန်တော်အရပြောပြီးမှလုတ်တာပါဟုတ်အဲကိုတိုင်းနဲ့ပတ်သက်ပြီးယနေ့ထိချစ်ခင်ပေးတဲ့အတွက်ကြောင့်မမေ့သေးတဲ့အတွက်ပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်နဲ့ထက်တူမမေ့သေးတဲ့အတွက်အမြဲတမ်းသတိရအတွက်ကျွန်တော်အားလုံးလည်းကျေးဇူးတင်လို့အားလုံးလည်းလေးစားပါတယ်ဗျာ